စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ရုရှားကဘာလက်ခရီးတဲ့အများစုလိုက်ပါသွားတဲ့အပျော်စီးရှင်ငုတ်တင်ပေါ်တစီအီဂျစ်မှာနစ်မြုပ်ရာကအ ਨੇ စုံ6ဦးသေဆုံးခဲ့ပါတယ်မတ်လ29ရက်နေ့တုန်းကအီဂျစ်နိုင်ငံအရှေ့ပိုင်းဟူဂါဒါအပန်းဖြေကမ်းခြေမြို့နာကပင်လယ်နေရေပြင်မှာ ရင်ငုတ်တင်ပေါ်နစ်မြုပ်ခဲ့တာပါအပူတပြင်းကယ်ဆယ်မှုတွေလှုပ်ဆောင်ခဲ့တဲ့နောက်လူ6ဦးသေဆုံးတာကိုအီဂျစ်အစိုးရမီဒီယာတွေကအတည်ပြုထားပြီး22ဦးကိုတော့ဆေးရုံတင်ပို့ထားရကြောင်းပြောပါတယ်အဲ့ဒီထဲမှာအသက်2နှစ်ကနေ15နှစ်ကြားကလေး9ဦးလည်းပါဝင်ပါတယ်အဲ့ဒီရင်ငုတ်တင်ပေါ်ပေါ်လိုက်ပါသွားသူအများစုကရုရှားနိုင်ငံသားအပျော်ခရီးထွက်လာသူတွေလို့တန်ယုံကလည်းထုတ်ပြန်ထားပါတယ် ရင်ငုတ်တင်ပေါ်ဟာကမ်းခြေနဲ့1ကီလိုမီတာလောက်အကွာမှာဆက်ချွေရင်းနစ်မြုပ်ခဲ့တာဖြစ်တယ်လို့ရုရှားတန်ယုံကကြေညာပါတယ်။အဲ့ဒီရင်ငုတ်တင်ပေါ်ဟာအနည်းတစ်ဝိုက်ကတန်တာကြောက်တန်းတွေရဲ့ရှုခဲအလှပတွေကိုကြည့်ရှုဖို့ပုံမှန်လှည့်လည်သွားလာနေကြလို့ဆိုပါတယ်။ဟူဂါတာဟာပင်လယ်နီကမ်းခြေနဲ့ထိဆက်နေတဲ့အကျော်ကြားဆုံးအပန်းဖြေမြို့တစ်ခုဖြစ်ပါတယ်။ရင်ငုတ်တင်ပေါ်နစ်မြုပ်ခဲ့ရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။ရင်ငုတ်တင်ပေါ်ကိုကိုင်တွယ်မောင်းနှင်သူတွေဟာအထူးကျွမ်းကျင်ပြီးနှစ်ပေါင်းများစွာအတွေ့အကြုံရှိထားသူတွေလို့ က်ဆိုင်ရာကုမ္ပဏီကဆိုပါတယ်။အဲ့ဒီကုမ္ပဏီဟာခရီးသည်၄၄ဦးမောင်းနှင်သူ၂ဦးလိုက်ပါနိုင်တဲ့အပျော်စီးရေငုပ်သင်္ဘော၂စီးကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒီရေငုပ်သင်္ဘောတွေဟာရေအနက်25မီတာလောက်ထိဆင်းသက်ပြီးမိနစ်40ကြာခုန်မောင်းသွားလာနိုင်တယ်လို့သိရပါတယ်ရှင်။စပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြည်စံစတာတွေကိုမထိမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့